ဲမင်္ဂလာပါရှင်။စာပတ်တဲ့ audio book channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ညီတို့တူလာကအကုံအဲ့ရလား။အဲ့ပါတယ်မမီရဲ့။အကုံအဲ့ရလား။အကုံဆိုတာတပြားမကြံပြောတာ။တပြားမကြံတော့မဟုတ်ဘူးပေါ့မမီရဲ့။20မျိုးအစိတ်မျိုးတော့တုံးတဲ့ခါတုံးလာတာပေါ့။မမီကလည်းဘာဖြစ်လို့ကတိကတက်မေးနေရလဲ။ဟင်။ဒါကတိကတက်လား။ညီတို့လောက်အားရညီတို့ပဲရှိတယ်။ငါလည်းအဆအစာရရလိုက်မပြောချင်ဘူး။ မပြောချင်လို့လည်းမနေရဘူး။ညီတို့ဥစ္စာတဲခတ်တယ်။မင်းတော့ကတိကတန်းတဲ့တဲငါမပြောလိုက်ချင်ဘူး။ဒီမှာဒီမှာညီလင်ကသူ့အမီးနဲ့သူ့နှမတွေကိုလာလိုက်လာလိုက်ပံ့ပိုးနေတော့ညီသိနိုင်မတဲ့လား။လာကပြင်ကြားရတဲ့ဟာတွေရောဘဲသွားထားတဲ့လေ။ကဲမိမဆိုတာလင်းလှုပ်စာအကုံဆိုင်နေမိရွှေညွန့်ရဲ့အကုံဆိုင်နေနားလေလား။ဒေါ်မမဟာသူသမီးခင်ညွန့်ကိုဒေါ်နဲ့မန်နဲ့နီယူပရိတာထုတ်ပြလိုက်ရတယ်။ အကင်းမပတဲ့သမီးကိုမချစ်မရဲဒေါသဖြစ်လိုက်ရသေးတယ်။သူ့အမိပေးတာတော့ကျမဘေးတိမလဲအမိရဲ့။တလို့ကသူ့ညမလေးကိုတရင်ချုပ်ပွဲတော်ဝစ်ဖို့လုံကြီးတစ်ထဲဝေပေးတာတော့ကျမသိတယ်။အဲ့ဒါလေကျမကိုသူပြန်ပြောတာပါပဲ။အေးညီတိအောင်တမျိုးမတိအောင်တမျိုးလုံမှာပေါ့အေး။အဲ့ဒါတော့ကျမလည်းမတက်နိုင်ဘူး။တက်နိုင်ရမယ်ဟဲ့တက်နိုင်ရမယ်။သူ့ဝေပေးတာကိုညီဒီတိုင်းကြည့်နေရသလား။ဒါကတော့မမေရဲ့ ။သူကမှသူ့နှမကိုဝယ်ပေးတာဒီတခါကျမကိုပြောသေးတယ်။ကျမညီမလေးတွေကိုဝယ်ပေးတာကြတော့ပြောတာအောင်မပြောဘူး။ဒီလိုလဲတွက်ကြည့်အောင်မှာပေါ့။ဟဲ့သေချင်းစိုးမရဲ့။ဒါကကို့ညီမကို့ညီမကိုဝယ်ပေးတာဘာဖြစ်တုံးဟဲ့။ဒါကညီမဟိုဟာကရောင်းမတူနိုင်မမလား။ညီကတဲပြီးတရားမျှတခြင်းနေသလား။ညီကဝယ်ပေးတာသူ့ကိုအတိမပေးပဲထားတော့သူကတထဲဝယ်ပြီးမှာပေါ့။ညီညီမတွေမြန်းမြန်းရတာဝမ်းမသာဘူးလား။ကိုညီမလေးတွေအပြိုရွယ် ဝေးချင်စားခြင်းလုံးပေါ်ပေါ်များများဝေးရနဲလားကိုညီမလေးတွေကကို့ပဲအားကိုးနေရတာမဟုတ်လားဟုတ်ပါတယ်မိမိရဲ့ကျမလေးတက်နိုင်သမျှထောက်နေတာပဲမဟုတ်လားအေးလေညီရဒီလိုထောက်တော့အမေမှအကုန်ကြတတ်တာလေလေအဲ့တော့အမေကိုကူညီရရောက်တာပေါ့ဒါတဲ့ညီတနေ့ကလာကြတော့တဲ့ဘန်ကောက်အုပ်ဟာကတအုပ်လုံးမှ60ဆိုတော့ပေါ်လာကြည်လားအေးညီဖေကတော့တိတ်ကြိုက်နေတာပဲအော်မိမိကလည်းခတ်လိုက်တာ 60ဆိုတာသူ့ရှိမှမီးလို့ပြောရတာ80ရတပြားမှတော့စစ်မရဘူး။ဩအေးအေးဒါကြောင့်ငါလည်းတက်တာလိုက်လာလို့အောက်မိနေတာ။နေပါဦး။သူ့အမီတော့ညီတို့ဘာနဲ့ကြော့ကြလဲ။ပန်းသီးနှစ်ချက်ဖိုးခြီစာပေါင်းမုတ်ကတစ်ပေါင်းအဲအမွှေးတိုင်ဖျောင်းနိုင်စေတော့ပသိမ့်ဟာလောကအစိတ်သားရဲ့စနုံမကင်းရွှေချီယာ90သားအမလီမလီမလီများလာကြည်လားအေးလေလူကြီးဆိုတော့တက်တီးလေးမုံကလေးပဲကောင်းပါလေ စုစုပေါင်း30ဘိုးလောက်တော့ရှိမှာပေါ့အဲ့ဒီလောက်ဆိုလှပါတယ်အေးအင်းလှပါတယ်အမေရဲ့ဒါတောင်သူ့အမေကမေးလိုက်သေးတယ်ညီအမေကိုဘာနဲ့ကြော့လဲတဲ့အင်းအဲ့တော့ညီကဘာပြန်ပြောခဲ့လဲကျမကြော့တော့မကြော့ရသေးပါဘူးအမေကိုသာအရင်လာကြော့တာပါလို့ပြောခဲ့တာပေါ့ဟုတ်လဲဟုတ်တယ်လေအဲ့တော့ကအမေကိုကျမတို့မှလာမကြော့ရသေးပဲဟိုဘက်ကိုအရင်ကြော့တာအမေဒီလိုဆိုတော့ငါသမီးကလက်မြင်သားပဲအေးအေးဒီလိုမှပေါ့ ။အော်ဓာတ်တဲ့အီရဲ့ညီညမမက်ရွှေထွေးရနိုင်လွန်စရီဇီးတက်တက်တာတာနဲ့တွေ့ခဲ့လို့ငါ့အကြည့်ပူစားနေတာပဲ။ကိုညီမအပြူရွယ်လေးတွေလဲကိုကကိုဆင်မအောင်အီ။ဟိုငင်မကတော့ညီတို့နဲ့အတူတူနေတာမှုကိစ္စမရှိဘူး။ဓာတ်တဲ့နေပါဦး။ငါသမီးလေးကိုညီယောက်ျားအလိုမလိုက်ရလား။ညီရလဲကိုညီမလေးကိုအမွန်းတရတယ်အီ။ဒါစိမ့်နဲ့အတူနေရတယ်ဆိုတာကိုကမြောက်နိုင်မှာတော်ကားကြတာဒါရီကျမသိပါတယ်အမေရဲ့ကဲကျမပြန်ဦးမယ် ငါတလောက်ပေါင်းထည့်ယူလာခဲ့တဲ့ပုဂံလေးဒါပြန်ပေးလိုက်ပါဦး။ तू အလုံစင်းချိန်နီးပြီ။အော်အေးအေးလိမ့်လိမ့်မာမာနေကွ။ငါသမီးလိမ့်မာမာအမေတို့အနေချောင်းမှာ။ဒေါ်မမဟာပြက်ပြက်လက်လက်ဆင်းသွားတဲ့သမီးကိုကြည့်ပြီးပီတိတော်မနဲ့သားနဲ့ပြုံးလိုက်မိတယ်။ဒေါ်မမက तू သမီးကိုကြည့်ပြီးပြုံးနေတယ်လို့ဒေါ်မမကိုကြည့်ပြီးပြုံးနေတဲ့သူကခင်ခင်ညွန့်ရဲ့အဖေဦးချမ်းသာပဲဖြစ်တယ်။ဦးချမ်းသာဟာ ခေါင်းချင်းရိုက်နေကြတဲ့တားမိတွေကြောင့်ဘာတခုံးမှဝင်းမပြောပဲအိမ်ဦးကန်းကစာဖက်ရင်းနဲ့သာနားဆွင့်နေမိတယ်။တခါတလေမှသာမျက်မှန်ကိုကြော်ပြီးကြည့်နေမိတယ်။သူ့သမီးအမူအရာ၊သူ့မိန်းမအမူအရာ၊နှာခေါင်းရှုံတာ၊နှာခမ်းရွေတာ၊နှာခမ်းဆူတာလေးမျက်မှောင်ကုတ်ပုံ၊ပြုံးမုံ၊စူးစမ်းဆက်စုပုံတွေကိုလက်ဟန်ချေဟန် အိုက်တယ်မျိုးမျိုးနဲ့မြင်လိုက်ရတယ်။လေသာလေးညင်းချွတ်ချွတ်တာတာစကားလေးတွေနဲ့ ဒေါသမန်ပါပါမနာလိုတူရှိကိုဘက်ကိုရက်တဲ့စကားတွေလေအကုန်ကြားရတယ်အဲ့ဒါကြောင့်သူ့ရဲ့အပြုံးက သူ့မိမဒေါမမအပြုံးနဲ့လုံးဝမတူအမေကိုတော့ကျောက်တို့အိမ်များလာရကောင်းမဲ့တည်သေးတကူဟွန်း။အိုးပြာမမီရလဲမလာလိုက်နဲ့လာလိုက်ရင်စူပြီ။ဦးချမ်းသာက မျက်မှန်ကိုကြော်ပြီးကြည့်လိုက်ပြန်တယ်။အခုလာတဲ့သူကတော့ခင်ခင်ညွတ်တဲ့အကြီးတားတော်မောင်မောင်မောင်ခင်ဖြစ်ပါတယ်။ မောင်မောင်ခင်ကသူ့အိမ်နောက်နေသူအလုံးလုံးနေသူ ဖြစ်တာကြောင့်တာမီနှစ်ယောက်ရဲ့ပဋိတန်နာရစကားကိုနားဆွင့်လိုက်မိပြန်ပါလေ။ဘာလာလိုက်ရင်စူးသလဲ။နင်းစူရအောင်လုပ်ရင်စူမာပေါ့ဟဲ့။ငါကမွေးထုတ်ထားရတဲ့အမေဟဲ့အမေ။နင်းကနင့်မရသာလူထင်တာ။မရစကားဆို ပြပြဝေနာခံလိုက်တာများ။ငါ့အုံများနင့်မရတဝက်လောက်အေးစားရင်ငါချိနဲ့ပါသေးတယ်။ဟွန်းအခုတော့မရဆိုမှမရတကယ်တည်းထွီယွန်းစရာ။ ။အော်အမေကလည်းအမေတို့ကျွန်တော်အေးဆိုင်ပါတယ်။ဘာအေးဆိုင်တယ်လဲ။ဘာအေးဆိုင်တာလဲ။လာကလေးရရင်မရလက်ထဲအကုန်ထက်မရပျော့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 နဲ့ပြောလိုက်ခေါင်းကြီးညိတ်။ဘာလေးလှုပ်ချင်လှုပ်ချင်မရနဲ့တိုင်းမင်းမိဘတို့တော့တတိတောင်မရဘူး။မတကလာကထုတ်တိုင်းလာကထုတ်တိုင်းအမေစားဖို့ဆိုတာများမရှိဘူး။မရဖို့ကြလုံကြီးဝယ်ပေးရတာနဲ့နိုင်လွန်စားလေးဝယ်ပေးရတာနဲ့ကြားဘူးပေါ့တော့ယောက်ကြတဲ့ မရဘူးစားပေါ်လီတောင်ကိုယ်တိုင်ဝယ်ပေးရတယ်လို့ဒေါ်မမကရည်ရွယ်နေသလားသူ့သားမောင်မောင်ခင်ကတော့သွားကြီးဖြဲပြီးရည်လို့သာနေပါတယ်အဲ့လိုဘာမှပြန်မပြောပဲရည်နေခြင်းကအမေပြောသမျှဟုတ်ပါတယ်လို့ဝန်ခံနေတာနဲ့တူလို့ဒေါ်မမပို့ပြီးတော့ဒေါသဖြစ်ရတယ်ပို့ပြီးတော့လည်းမကြေမနက်မချစ်မရဲနဲ့ပြစ်လိုက်သေးတယ်ရည်မနေနဲ့ဟဲ့နွားရဲ့နွားရဲ့မရအနှံ့ခံနေတဲ့နွားကြီးနေမိမ့်မဘက်ကမျိုးတွေကြအကုန်လုံးတင်ကျွေးထားနိုင်တယ်မိဘကြတော့ တရင်ကျို့လို့လာကြတော့တာလွဲပြီးဘာတခုကြတယ်လဲဟင်ဒါတောင်မကောင်းတတ်လို့မဟုတ်ဘူးလားနေ့ကိုမွေးရတာဝမ်းရည်တောင်ဆက်သေးပညာတွေငွေပုံပြီးတင်ပေးလိုက်ရတာတင်ပေးလိုက်ရတာနောက်ဆုံးနေမရစားဖို့ကြာနေရပဲတကယ်လေငါမပြောလိုက်ချင်ဘူးလာကားရရင်တပြားမကျန်အဲ့ရတာနဲ့စာဦးစားပြားဆိုရောက်ခမအိမ်တွားပို့ရတာနဲ့ကို့မှာလှခြင်းပခြင်းနဲ့ညီမအပြူရွယ်လေးတွေရှိသေးတာတောင်တတိတောင်မရဘူးဟွန်းယောက်ျားတံမဲ့ မရဩဇာတလောက်ခန်းနေရတာကောင်းသလားဟဲ့ဒီတခါကျတော့မောင်မောင်ခင်လေရီနေရာကနေမျက်နာလေးငဲသွားရှာတယ်ဒါကတော့မင်းမင်းရဲ့တက်နိုင်သမျှတော့ကျွန်တော်လည်းပြန်ကြည့်နေသားပဲသူလည်းဒီလောက်မရိုင်းပါဘူးပေးเสียရရှိလာပေးတယ်မဟုတ်လားအဲ့လိုလေးတန်းပြော့လေးနဲ့မိခင်ကိုချော့ရှာတယ်သူပေးတာမင်းကပြောလို့မလားငခင်ရဲ့ဟင်သူပေးတာမလို့ချင်ပါဘူးနင်ပေးတာလိုချင်တဲ့ဟဲ့တိရလားနင်တိရဖို့ပြောတာသူ့မိပါပေါ်ကြတဲ့လောက် တို့ဘောကြမတဲ့လားဟဲ့အဝေးကြီးအဝေးကြီးသူ့ညမကိုကြိတ်လို့ပေးထားတဲ့ဆွဲကြောကခေပိုးတော်မရှိဘူးဒီလောက်ဟာတော့ငါတင်ပေးလိုက်ရတဲ့ပညာနဲ့စာကြည့်စမ်းတမုတ်တရားနဲ့ကြွဲချီရခွက်လောက်ပဲရှိတယ်ဒါကတော့ယောက်ျားဘက်နဲ့မိန်းမဘက်ဘယ်တူမှမလဲမမီရဲ့မိမိသမီးခင်ခင်ညွန့်ကြတော့သူ့ယောက်ျားကိုသူ့ချဲလဲနေတာမိမိတို့အတိပဲမဟုတ်လားဟဲ့ခွေးကောင်နေကငါသမီးချီပြားတော်မှီတဲ့ကောင်မဟုတ်ဘူးဟဲ့ အမေကြီးဟာအနာပေါ်ထုတ်ကြတယ်လို့ဆက်ဆက်ခါဖြစ်သွားပြီးတော့អော်လိုက်တယ်။အဲ့ဒါကြတော့တရားတည်းလားမိမိပဲပြောပါအောင်။တွားတွားတွားနင်းအခုဆင်းသွားជីជីကျေကျေဒင်းကလူဘာဝစကားပြောလို့အမေကလည်းအမေပြောလိုက်ရင်ဒေါကြီးပဲ။မောင်ခင်တွားနော်ဒါပဲငါ့ကိုယူတယ်လို့လို့နှမ်းတယ်လို့လို့မလုံနဲ့။ဒေါ်မမဟာတားတော်မောင်ကိုမကြေနိုင်မချမ်းနိုင်ရိုက်မယ်ပုတ်မယ်တကယ်ကြီးဖြစ်နေတော့မောင်မောင်ခင်လည်း ရီကျဲကျဲနဲ့ပဲကာကွယ်နေရတယ်။ဟုတ်သားပဲကွယ်မမလေးအခုနလေးနေခင်ခင်ညွန့်နေတုန်းကကြလင်းလှုပ်စာမရတာပါရမယ်ဆိုမရဆွေမျိုးပေါ်ပူကြရမယ်ဆိုမိမေပြောတယ်မဟုတ်လားဒီတခွန်းသာဦးချမ်းသာဝင်ပြောလိုက်မိတယ်။အောင်မဲအောင်မဲရှင်ရဘာဝင်ပြီးအဲ့ထောက်ခံနေတာလေကျုပ်အမျိုးတွေကျုပ်အိမ်ပေါ်ခေါ်ထားတာရှင်ရမတတားလို့ဒီစကားမျိုးစောင့်ပြောသလားဟုတ်လားကိုချမ်းသာပြောစမ်းရှင်ကိုဖြတ်ရင်သာဖြတ်မယ် ကျုပ်အမျိုးတော်ကျုပ်မဖြတ်နိုင်မှုတော်ရဲ့နားလေလားနားလေလားဒေါ်မမကခတ်ဆောင်ပေါ်လက်နှစ်ဖက်တင်ပြီးနှခွန်းဆင့်ကုန်းအော်လိုက်တဲ့အချိန်မှာတော့ယောက်ျားများဖြစ်ကြတဲ့တားနဲ့လင်းတော်မောင်မှာသူ့မျက်မှောက်ကနေလွင့်စင်ပြီးတချိုးတဲ့သာထွက်ပြေးသွားကြရှာတော့တယ်ကိုတလုတ်ဖြူဟာချောင်းတခုခုစိုးနေရင်းနဲ့လက်ထဲမှာကင်ထားတဲ့ကြက်တန်ဆက်ကူအဟောင်းလေး၅ရွက်ကိုအားငယ်စွာငုံကြည့်မိလိုက်တယ်အဲ့ဒီငွေလေးမဖြစ်စလောက်နဲ့ ဆရာဝန်ရှိတဲ့အခန်းထဲကိုဝင်ဖို့ကငွေတထောင်နဲ့ပြန်ပြီးဆွဲထားသူကိုငွေ20လောက်နဲ့ပြန်ပြီးအရွေးသွားရတယ်လို့လို့ရှိနေတော့တယ်။မဖြစ်စလောက်ဆိုတာလဲဆရာဘက်မှကြည်လို့သာမဖြစ်စလောက်ဖြစ်ခြင်းဖြစ်မယ်။ကိုတလုတ်ဖြူဘက်ကပြောရင်တော့အဲ့ဒီငွေ၅ချက်ကတအိမ်လုံးငပိရီတစ်ခွက်နဲ့ချိုးချိုးချန်ချန်စားသုံးပြီးခုနှစ်ရက်တစ်ပတ်စုထားရတဲ့စုငွေလေးသာဖြစ်တယ်။သူမိမမန်းငွေစုကလည်းရှာဖွေကျွေးမွေးနေတဲ့ ိုတလုတ်ဖြူရဲ့ကျမ်းမာရေးအတွက်ရှိသမျှစီးစိမ်လေးကိုစုပြီးအပ်လိုက်ရတဲ့အခြေအနေသာဖြစ်တယ်။ကိုတလုတ်ဖြူကကလေး၃ယောက်နဲ့တကွမယားမန့်ငွေစုတို့ရဲ့တူဒီသောအာကိုရာမိခိုရာဖြစ်ရှာတယ်။အဲ့ဒီသဘောတရားကိုသိလို့ကိုတလုတ်ဖြူမှာတော်ယုံတန်ယုံနာမကျန်းဖြစ်လို့နားနေခွင့်အိမ်နေခွင့်ဖြားနာခွင့်မရရှာအောင်တဏီကုံကြောက်သွေးရရှာတယ်။ မကြမကြညဘက်၁၀နာရီ၁၇နာရီထိရေနံစီမီးခွက်တစ်ခွက်နဲ့တရှဲရှဲအလုံးလုံးရရှာတယ်။နောက်တနေ့မိုးလင်းလင်းချင်းနေမြင့်အောင်မအိပ်နိုင်မင်းထပြီးတော့အလုံးလုံးရပြန်နေ။အခုတော့သူ့ယောဂဝေဒနာကအဲ့နဲ့ထွင်းရမှာကိုပစိမ့်နဲ့ပေါက်ရမလို့ဖြစ်နေပြီ။ယောဂဝေနာတစ်ခုဖြစ်ရင်ချက်ချင်းကုနိုင်ရင်ပျောက်ကင်းတက်တာနိုင်တာ ਉਹ တော့ကိုတလုတ်ဖြူလဲတိပါတယ်။ဒါပေမဲ့သူ့ရဲ့ဝမ်းရည်ကယောဂကုတနိုင်လောက်အောင်မကြွယ်ဝခဲ့ရှာ။ မတ်တက်စားတာမရရအောင်ရှာခဲ့ရတယ်။တုံးလုံးစာအနေနဲ့ငွေဘူးငွေရှန်တောင်မရှိရှာခဲ့။တော်တော်လေးကိုအခဲရဆိုးလာတော့မှဆရာဝန်နဲ့ကုရကောင်းမန်းတီးပြီးတတိယနိုင်ရှာတော့တယ်။အဲ့လိုတိလာတဲ့အခါမှလဲကြေးကြီးပေးရတဲ့စေဝါတက်စာတွေဆရာဝန်နေစသဖြင့်မပြတတ်နိုင် ပေါ်ပေါ်ပဲပဲရတဲ့စေးမီတို့တွေနဲ့တော်ကြီးရောကြီးအရက်ဆရာတွေကိုသာသူ့အခြေအနေနဲ့လိုက်အောင်ပြတ်တာကုစားရရှာတယ်အဲ့လိုနေရင်နဲ့ ရင်ပန်းအောင်ပြီးချောင်းဆိုးလာတာအတော်လေးကိုအခမ်းရခက်လာတယ်။ခမရယောကတေဇောအကြောင်းခံပြီးဖြစ်လာတဲ့မြစ်ချောင်းနာပဲအပူစာမန်သမီးမစားလီနဲ့ဆရာကအဲ့ဒီလောက်သာပြောတယ်။သူ့ဆေးလေးအနှင်းငယ်ပေးတယ်။အဲ့နောက်စားဖို့တောက်ဖို့ဟင်းကျွေးတက်စာတွေပေးတယ်။ကိုတလုတ်ဖြူလဲခံနိုင်သမျှအောင့်ခံပြီးဝမ်းစာအတွက်အလုလုရရှာတယ်။ဒါပေမဲ့ခါတိုင်းလူအလုကမတွင်ကြတော့မဖြစ်ဘူးမန့်ငွေစု အင်္ဂလိပ်ဆရာဝန်ဆိုတာပြကြည့်ရမယ်ထင်တယ်။ကြာကြာနေရင်ဒီတက်ပူပြီးအလုတ်ပြက်မှဆိုးရတယ်။အဲ့ဒီလိုသူ့မယားကိုတိုင်ပင်ကြည့်ရတော့တယ်။သူ့ဝေဒနာကသူ့အသက်ကျန်းမာဖို့ထက် အလုတ်လုံနိုင်ဖို့ကိုပဲအတိကထားပြီးကုသရတော့မလို့ဖြစ်နေရှာတယ်။တကယ်တော့လေကိုတလုတ်ဖြူရဲ့ဘဝအခြေအနေကလူကျန်းမာမှသာထမင်းစားဖို့အလုတ်လုံနိုင်မယ်ဆိုတာထက်အလုတ်လုံနိုင်မှထမင်းဝပြီးကျန်းမာရမလို့ဖြစ်နေရှာတယ်။ကဲကိုတလုတ်ဖြူ ဆရာဝန်အခန်းထဲမှာလူရှင်းရော့ပေါ့မန်းငွေစုကသူ့လင်ကိုတိုက်တွန်းလိုက်တယ်ကိုတလုတ်ဖြူမှာတော့စားနိုင်တောက်နိုင်ကုနိုင်တနိုင်နဲ့လူဒန်းစားတွေဝင်လိုက်ထွက်လိုက်ဖြစ်နေတဲ့အတွက်ဆိုင်းငံ့နေရခြင်းဖြစ်ပါတယ်ဆရာဝန်စီယောဂကုတရဖို့လာတဲ့သူတွေက ကိုတလုတ်ဖြူထက် ကျမ်းမာတန်ဆွမ်းကြရုံသာမကရီလာမောလာနဲ့ဆရာဝန်နဲ့တောင်စကားလက်ဆုံးကြနေပါသေးတယ်ကိုတလုတ်ဖြူနဲ့ဆိုင်းရင်အဲ့ဒီယောဂတဲ့ဆိုသူတွေကတန်ချောင်းတန်ခဲတွေလောက်တောင်မာပါသေးတယ် လူတွေအားလုံးရှင်းတော့မှဆရာဝန်ဟာသူ့အလုပ်သူတင်းဖို့အပြင်ဘက်ကိုထွက်လာတာနဲ့စုံပြီးတော့တယ်။အိုးလူနာကြံသေးတာလား။လာလေဝင်ခဲ့လေ။ဒီလိုမှသူတို့လင်မယားဝင်ဝင်ပြဝင်တော့တယ်။ဆရာဝန်ဟာနာယီဝန်နီးပါးစမ်းသက်တီးခေါက်ကြည့်နေတော့သူမယားမန်းငွေစုမှာတရားသူကြီးရဲ့စီရင်ချက်ကိုနာခံနေရရှာတဲ့တရခဲရဲ့မယားတယောက်လိုတထိတ်ထိတ်ဖြစ်နေရှာတာပေါ့။ဆရာဝန်ကနောက်ဆုံးလက်စေးနေရင်နဲ့အင်း ခမရဥစာတီဗီပဲဗျတီဗီဆိုတာအဆုတ်ရောဂါပေါ့ဗျာအတော့ကိုအခြေနီဆိုးနေပြီခမရဆေးရုံမြ мян တက်ရင်ကောင်းမယ်ဆေးရုံတက်ရင်ဘလောက်နေရမလဲဆရာအနည်းဆုံး3လပဲဗျဟင်3လဆိုတော့ကိုတရုတ်ဖြူလေကိုဝမ်းနာကိုသာတည့်၍ညှင်းညူလိုက်တယ်3လမပြောနဲ့10ရက်လောက်အလုံးမလုပ်ရင်တောင်းမရားနဲ့ကလေးတွေငက်ကြရှာတော့မယ်ဒါပြင်အပြင်မှာကုမလားခမရတို့ကုနိုင်ပါမလား တက်မှန်ရရမှာငွေ20စေးထိုးရမှာအပြင်းမဝင်ရင်စေးဘုံငွေတင်100ကျော်လောက်ကြမယ်။နောက်ပြီးတောက်စေးရ30ဘူးလောက်ကြမယ်။မန္တန်တိုင်းညာတိုင်းနွားနို့စစ်စင်90သားလောက်နေတိုင်းတောက်ရမယ်။ကြက်ဥ3လုံး3လုံးမှန်မှန်စားရမယ်။အဲ့ဓာတွေတဲ့အရေးကြီးတာကလေကောင်းလေတန်းနဲ့နွေထွေးတဲ့နေရာတို့အိမ်တို့ပြောင်းရွှေ့နေရမယ်။စိတ်မချမ်းသာစရာတွေဘာမှမတွေ့ပဲအလုပ်တွေလည်းအကုန်နာပြီးအေးအေးဆေးဆေးနားရမယ်။ တက်နိုင်ရင်တော့တူနာပြုတ်ဆရာမတယောက်အမြဲတမ်းငှားထားရမယ်။အကောင့်ကအကောင်ဆုံးသာပြောရမယ်ဆိုရင်တော့မဒရက်တို့မိထီလာတို့တွားနေနိုင် အကောင်ဆုံးပဲ။အဲ့ဒါတောင်6လလောက်ကုမှဒီယောဂါရှင်းရှင်းပြောင်းနိုင်မယ်။ဘယ်နဲ့လဲ။မန်ငွေစုဗဆက်အဟောင်းသားနဲ့မျက်ရည်လေးဝဲပြီးတွေးချင်ရတွေးငေးချင်ရငေးနေတော့တယ်။ကိုတလုတ်ဖြူကတော့ဘာမှမတွေးတော့မငေးတော့ပဲ။တက်မကြီးတစ်ချက်သား ခက်ပြင်းပြင်းလေးချလိုက်ပြီးဆရာဝန်ကို တောင်းပန်လိုက်တော့တယ်။ဆရာကျုံမငွေ၅ချက်ပဲပါပါတယ်။အဲ့ဒီတော့တခါတည်းတည်မဲ့အစိတ်စိတ်၅ချက်ဖို့သာ ပေးပါတော့ဗျာ။